စူပါလက်ကတော့သူ့ကို မရှိမလှနဲ့အနိုင်ယူသွားခဲ့တဲ့အရက်၆ပေလေးလေးမှနာပြီးကိုမရရအောင်အနိုင်ပြန်ထူမယ်ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာဘုကနေဗီဒီယိုဖိုင်နဲ့တကွပရိသတ်တွေကိုပြောပြလာပါပြီအားလုံးလည်းသိကြပါရယ်စူပါလက်နဲ့နာပြီးတို့ရဲ့ဒုတိယအကြိမ်တွေ့ဆုံမှုမှာတော့စူပါလက်ကအလေးထိုးနဲ့အထူးမခံရဘူးသက်ဆက်ကံပဲလိုခဲ့တာလေးဖြစ်ပါရယ်စူပါလက်ကနောက်တောင်း၃ခါကြားခဲ့ပါရယ် အရက်6ပဲလေးလမနာပြီးကန်းချက်တွေထိုးချက်တွေတရောင်းချက်တွေဒူးတိုက်ချက်တွေနဲ့စူပါလက်ဟာဗမ်မနီဆိုလုံးထက်တော့အခြေအနေများစွာစိုးဝါးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါတော့ဗမ်မနီဆိုလုံးဦးလောင်းနာပြီးကန်းချက်တွေဒူးတိုက်ချက်တွေနော်ထိုးချက်တွေမခံခဲ့ရဘူး။ဗမ်မနီဆိုလုံးကနိုင်ငံတကာမှာစူပါလက်ထက်မှာကို မြင့်တယ်ဆိုပြီးတော့ချီးကျူးခံနေရလေဖြစ်ပါတယ်။စူပါလက်ကအရက်6ပဲလေးလမနာပြီး1 championship ရဲ့ပထမဆုံးပွဲမှာ အလေးထိုးနဲ့အနိုင်ယူခဲ့ပေမဲ့အခုသူတို့နှစ်ယောက်တစ်နှစ်အကြာဒုတိယအကြိမ်တွေ့ဆုံမှုမှာတော့စူပါလက်ကမရှိမလားနဲ့ရှုံးနေကြရတာပဲဖြစ်ပါတယ်။စူပါလက်ကတော့သူ့ရဲ့ Facebook လို့မှုကိုရင်းစာမျက်နှာပေါ်ကနေပြောလာပါပြီ။အဲ့ဒါကတော့နာပြီးနဲ့သူနဲ့ထိုးခဲ့တဲ့ပွဲမှာသူကတရားရခိုင်တော့မဟုတ်ခဲ့ပါဘူးတဲ့။ပြောချင်တာကတော့သူ့ရဲ့တရားရခိုင်တော့ကိုထုတ်မသွင်းခဲ့ပါဘူးလို့ဆိုထားပဲဖြစ်ပါတယ်။အချိန်နဲ့အကြောင်းအကြောင်းကြောင့် ဒီလိုဖြစ်သွားတာကကျွန်တော်အနေနဲ့ပြောပြလို့ရှိရင်လေစင်ဂျီပေးတယ်လို့ဖြစ်မှာဆိုလို့မပြောတော့ဘူးလို့စူပါလက်ကပရိသတ်တွေကိုရင်ခွင်လာခဲ့ပြီးကျွန်တော်ကိုစောင့်ကြည့်ပေးပါကျွန်တော်အနိုင်နဲ့ပြန်လာပြီမရရအောင်အနိုင်ပြန်ထိုးပြမယ်ဆိုပြီးတော့ပရိသတ်တွေကိုရင်ခွင်ခဲ့တာပဲဖြစ်ပါတယ်စူပါလက်ကဒီပွဲမတိုင်ခင်မှာ hydration test မအောင်ပါဘူး hydration test အောင်အောင်လုပ်လိုက်တော့ weight ကကျော်သွားပြီเนาะ sorry ကကြတော့ကပတ်ရုပ်သိမ်းခံလိုက်ရတယ် ဆိုတော့အင်မတန်မှစိတ်တက်ကကြာနေပြီမမစူပါလက်ကကဘာရုပ်သိမ်းခံရလေဒီပွဲပြီးသွားလို့ရှိရင်အနိုင်ရတဲ့သူကပဲကဘတ်ကိုရမှာဒါပေမဲ့စူပါလက်ကိုရင်ကဒီပွဲကသူရှုံးမှကျူတိနေလို့လားတော့မသိဘူးကြိုးတင်ပြီးတော့ဒီပွဲကိုကဘတ်ပွဲမလုပ်ပေးဖို့တော့ဝိုင်းစီဖြစ်တဲ့ချက်ထရီကိုတွားရောက်တောင်းဆိုခဲ့ကြောင်းကိုနာပြီးကိုရင်ကမမျှမတခံစားခဲ့ရတဲ့အကြောင်းတွေကိုရင်ဖွင့်ခဲ့တာတနိုင်ငံလုံးနဲ့အသီးပဲဖြစ်ပါပါမမျှမတခံခဲ့ရအကြောင်းကိုပြည်သက်တွေရောအသီးပဲဖြစ်ပါပါနာဝီရဲ့အင်တာဗျူးကိုကြည့်တဲ့သူတိုင်း တည်နိုင်ပါတယ်ဆိုတော့အခုစူပါလက်ကတော့မရှိမလားရှုံးနေမှုကနေအကောင်းဆုံးပြန်လာမယ်တဲ့ဗျာအခုလိုမျိုးသူ့ကိုအချိန်တိုအတွင်းမှာအကောင်းဆုံးเนาะကြိုးစားပြသွားပြီးတော့သူ့ကိုအနိုင်ယူနိုင်ခဲ့တဲ့เนาะနာပြီးရဲ့အရေးချင်းကိုလေကြိုးစားမှုတွေကိုလေလေးစားကြောင်းနေဒါမင်းကျွန်တော်ရှုံးခဲ့တဲ့အရာအတွက်ကျွန်တော်နောင်တရရည်ကျွန်တော်အကောင်းဆုံးအနိုင်နဲ့ပြန်လာမယ်ဆိုပြီးတော့ပရိသတ်တွေကိုရင်ဖွင့်ခဲ့တာပြီဖြစ်ပါတယ်ဗျာဆိုတော့မကြခင်မှာနာပြီးနဲ့စူပါလက်ရဲ့ကပတ်ပွဲမကြည့်ပွဲကျွန်တော်ကြည့်ရမှာပါ